ဆန်ကနှစ်ရွယ်သားရှိသေးပေမဲ့အကြောင်းဆောင်တစ်ခုကိုပိုင်ဆိုင်သွားပြီဖြစ်တဲ့ကိုရင်လေးရှင်အောင်တမတာရာအလုံးမင်းကလာပါဗမစ်နောင်ကနေချုပ်စလိုက်ပါတယ်တရားဟောကောင်းတဲ့ကိုရင်လေးရှင်အောင်တမတာရာကပါရမီထူးတွေရှိတာကြောင့်တရားဟောရင်းနဲ့နမည်ကြီးလာခဲ့တဲ့သူပေါ့ဆန်ကနှစ်ရွယ်သားရှိသေးတဲ့ကိုရင်လေးဖြစ်ပေမဲ့လည်းချင်းညိုသူတွေကများပြားပြီးအခုဆိုရင်တော့ကိုပိုင်အကြောင်းဆောင်တစ်ခုကိုပိုင်ဆိုင်သွားပါပြီကိုရင်လေးရဲ့ចောင်းဆောင်အစ်ကတော့ရန်ကုန်ထန်းတမင်မြို့နယ်မှာရှိတဲ့အောင်မြေဘုံဆန်ចောင်းတိုင်မှာဖြစ်ပါတယ် ကျောင်းဆောင်ကြီးကကြီးကျယ်ခန်းနာပြီးဒိမ်းမောင်းများစွာကုန်ကျခဲ့သလိုရွှေရောင်တလက်လက်နဲ့လှပနေတာပါလူတန်းသူတွေပေါ်များလို့ကိုရင်လေးရဲ့ကျောင်းဆောင်ကတော့အချိန်တော်တွင်မှပြီးစီသွားခဲ့ပါတယ်ကျောင်းထိုင်ဆရာတော်နဲ့ဦးစင်းတွေကပဲကျောင်းဆောင်နဲ့သတင်းသုံးကြတာဖြစ်ပြီးကိုရင်လေးတွေမှာတော့ကိုပိုင်ကျောင်းဆောင်ရှိတယ်ဆိုတာရှားပါပါတယ်ကိုရင်အရွယ်လေးသာရှိသေးပေမယ့်ကျောင်းဆောင်ပိုင်ဆိုင်တာကြောင့်ဝေဖန်အပြစ်တင်ခြင်းတွေလည်းရှိကြပါတယ်ကိုရင်လေးကိုကျောင်းဆောင်ဆောက်လုပ်ပေးရတဲ့ရည်ရွယ်ချက်ကလည်းခံခံမမရှိပေးတာဖြစ်ပါတယ်ကိုရင်လေးကမြန်မာနိုင်ငံမှာတာမကပဲနိုင်ငံသားအထိပါတရားဟောသွားရလေ ရှိပြီးကိုးကွယ်သူတွေပေါ်များလာပါနိုင်ငံခြားနဲ့အဆက်အသွယ်ရှိတာကြောင့်အခြားနိုင်ငံကကိုရင်လေးကိုပြင်းတဲ့အချိန်မှာဘဲကိုဆက်သွယ်ရမှန်းမသိဖြစ်နေတတ်ကြပါတယ်နိုင်ငံခြားထိတရားဟောတဲ့ကိုရင်လေးကကိုပိုင်းចောင်းဆောင်မရှိရင်မျက်နှာငယ်မှာကိုလည်းစိုးရင်ကြတာပေါ့အဲဒါကြောင့်ပြင်းတဲ့အချိန်ကြရင်အဆင်ပြေအောင်ကိုရင်လေးကိုចောင်းဆောင်ပေးကြတာဖြစ်တယ်လို့ဆိုပါတယ်ကိုရင်လေးရဲ့ចောင်းဆောင်ကိုတော့ရှင်ဦးတမចောင်းဆောင်လို့နာမည်ပေးထားတာပေါ့ စာတင်တိုက်မှာအခြားသောကိုရင်လေးတွေနဲ့မတူပဲចောင်းပိုင်ចောင်းဆောင်ကြီးကိုပါပိုင်းဆိုင်ထားတာဖြစ်လို့ရှေကုသူကံကလည်းမနေလှပါဘူး။ကိုရင်ဝစ်ပြီးနှင်းနန်းငယ်အတွင်းမှာတင်ចောင်းဆောင်ကြီးကိုပါအလိုလျောက်ရလာခဲ့တာဖြစ်ပြီးကံထူးတဲ့ကိုရင်လေးဖြစ်ပါတယ်။ကိုရင်လေးကတရားဟောလဲကောင်းတယ်လို့ပရိယတ်တိစာပေတွေကိုလည်းလေ့လာမှုအကောင်းနေတာပါ။မကြသေးခင်ကတော့ကိုရင်လေးဟာထိုင်းနိုင်ငံမှာတရားတော်ဟောပြီးမြလဲခွင့်ပြုချက်မရတာကြောင့်တရားပွဲကမဖြစ်လိုက်ပါဘူး။ကိုရင်လေးကိုထိုင်းနိုင်ငံမှာတာမကပဲအခြားအာရှနိုင်ငံတွေကပါတရားဟောဖို့အတွက်ပင်ချပါတယ် မြန်မာနိုင်ငံမှာတော့ကိုရင်လေးကိုတရားဟောခွင့်မပေးထားပဲစာပေတွေပဲတင်ပေါ်ညွှန်ကြားထားတာပေါ့အတိုင်ငယ်တဲ့ကိုရင်လေးကပညာသင်ရအောင်မှဖြစ်ပြီးပညာမဆောင်ပဲတရားဟောရင်အမှားတွေပေါက်သွားနိုင်တာကြောင့်တရားဟောခွင့်မပေးသေးတာပေါ့ဒါကြောင့်ကိုရင်လေးကအခြားနိုင်ငံတွေမှာပဲတရားဟောကြွားလို့ရှိပါတယ်ကိုရင်လေးကိုတရားဟောတာသင်ပေးထားလို့ဟောတတ်နေတယ်လို့ထောက်ပြတဲ့သူတွေရှိကြပါတယ် ိုရင်လေးရဲ့မိဘတွေကတော့ဒီစကားကိုလက်မခံပေအရင်ကတည်းကပါရမီပါခဲ့သူလို့ဆိုပါတယ်ငငယ်ကလေးက၅ဘာတီလာမြဲခဲ့ပြီးစိတ်ကောင်းရှိတာကိုမိဘတွေကသတိထားမိခဲ့ကြတာပေါ့ ပထမဆုံးချိန်ကိုရင်ဝေပြီးတဲ့အချိန်မှာပဲသင်ငန်းဝေပြီးပြီးချင်းပလင်ပေါ်တက်ပြီးတော့တရားဟောခဲ့ပါတယ်။အတန်ဒီအတန်ထားနေဟောနိုင်တာကြောင့်ဆရာတော်ကြီးတပတ်ဝင်စားတယ်လို့မိဘတွေကယူဆကြတာပေါ့။တရားဟောလို့ရတဲ့အလှငွေတွေနဲ့ကိုရင်လေးကပြန်လည်လှူဒန်းတာတွေလည်းရှိသလုံးမိဘတွေကလည်းစီမံခန့်ခွဲပေးပါတယ်။ကိုရင်လေးကတရားဟောကောင်းလို့သူ့ရဲ့ခမဲတော်လည်းအရက်ပြတ်သွားခဲ့ရပေါ့။အခုဆိုရင်တော့ကိုရင်လေးကလှူဒန်းသူတွေပေါများလို့အကြောင်းဆောင်ကြီးကိုတောင်ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။ 15နှစ်ရွယ်သားရှိသေးတဲ့ကိုရင်လေးဖြစ်ပေမဲ့လည်းအခြားသောကိုရင်နေထက်ထူးခြားပြီးကိုပိုင်ကျောင်းဆောင်မှာသတင်းသုံးတော့မဲ့အပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ